တပေါင်းလားပြေကဘယ်လိုနေမျိုးလဲ တပေါင်းလာပြည့်မှာဘလူပွဲတွေဆင်နွှဲလေးရှိတယ်။တပေါင်းလာပြည့်ကမြန်မာအများအတွက်နေ့တူနေ့မြတ်ဖြစ်နေတာကိုရောသိရလား။ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းတည်ထားတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါ။တပေါင်းလာသည်မြန်မာအများတွင်၁၂လမြောက်ဖြစ်ပြီးလတ်တလဖြစ်ပါတယ်။တနည်းအေနောက်ဆုံးလလည်းဖြစ်ပါတယ်။တပေါင်းလာအေဖန်မလာဝတ်သည်ဆောင်းရာသီတွင်ကြာရောက်ပြီးဒုတိယလဝတ်သည်နွေရာသီတွင်ကြာရောက်ဆောင်းကုံနွေစာတာယာလာသောရာဒီဥတုဖြစ်ပါသည်။တို့ကြောင့်ခေဆက်ဆက်မှာစာဆိုစီသည်တပေါင်းလာအေအလှကိုရေးဝဲကြသည်မှာယနေ့တိုင်ဖြစ်ပါ ပါတယ်စိတ်ရခင်ကတပေါင်းလပွဲတော်အတွင်းဒဲပုံစီတီပွဲဖြစ်ပါတယ်ဒဲပုံစီတီပွဲတော်ဒီပကံခိဒုမဟုတ်ပကံခိမတန်မီကပင်ပေါ်ပေါက်ခဲ့တယ်လို့အချုပ်စာတွေမှာဆိုပါတယ်နောက်ပိုင်းတွင်ဒဲပုံစီတီပွဲတော်ကိုကျင်းပလီဒလိကတဖြည်းဖြည်းနဲ့မိမိသွားပါတပေါင်းလပြည့်တွင်ဖရားပွဲတော်များကျင်းပသည်ဒလိလည်းခေစားလာပါတယ်ဒို့ဒို့ဖရားပွဲတော်ကျင်းပခြင်းကိုပင်တပေါင်းလပွဲတော်ဟုပင်ခေါ်ကြပါတယ်တပေါင်းလဒီယာရီဥတုတာယာဒီနေ့အမြာပါနာရေးတွင်လည်းမှတ်တမ်းတင်ထားသောခရကြီးများလည်းရှိပါတယ်ဗုဒ္ဓဘုရားရှင် က်ထက်တော်ကဖျားစင်သည်ရာဇုပြီးဝိလူဝန်ကျောင်းတော်၌တည်င်းသုံးကအင်္ဂရတိုင်းနှင့်မဂရတိုင်းမှတကားတကားမများကတရားတော်ရည်၏တိုက်ကြွေးလျက်ရှိဒုတည်င်းကိုခမည်းတော်သုတ်သောနနမင်းကြီးကြတိတော်ကသားတော်ဘုရားကိုဖူးတွေ့ခြင်းဤတို့ကြောင့်အမတ်တယောက်အားအချွေရန်တထောင်နဲ့အတူဆေလွတ်၍ပြေခမ်းရလိမ့်တို့မတ်ဒီလေဗုဒ္ဓဘုရားတန်ရောက်လာဒီမှာတရားတော်ကိုနာကြ၍အချွေရန်တို့နဲ့အတူယဟန်ပြုသောတုတ်သောနာမင်းကြီးတန်ဖျားရှင်ကြွားရောက်ရန်ပြေဆောင်ခန်းဒီမှာလေ ပြက်သွားရလိမ့်မေကြီးဒီလည်းနောက်ထပ်အမတ်တယောက်ကိုခေါ်ကားအချွေရန်တထောင်စီနှင့်ကိုးချိန်ကိုးခါတီတီစီလိုခဲ့သည်ထို့သောအလုံးဒီယဟန်ပြု၍နေကြပြန်သည်စေတေမြောက်တွင်ဗုဒ္ဓဘုရားရှင်နှင့်ကွာဖတ်တော်ဖြစ်သောအမတ်ကိုစီလွတ်သည် အမတ်ဒီလည်းစေကအမတ်များနှင့်အတူနောက်ပါများနှင့်တကွာယဟန်ပြုကြပြန်တို့ရာတွင်ခီးလန်းပန်းသားရသောတပေါင်းလာအချိန်တို့ရောက်သောအခါတွင်လန်ခီးသားရပုံတပေါင်းလာကိုဂါရာပေါင်း60ပြည့်ဖွင့်၍ကကပိရဝုပီတို့ကြွပါမိအကြောင်းဘုရားရှင်အားဆောက်ထား တောင်းပန်သည့်ဗုဒ္ဓဘုရားရှင်လည်းလက်ခံကောင်းတပေါင်းလာပြီနေ၌ကပိလဝုတ်ပြီတို့ကြွတော်မူခဲ့သည်ဘုရားရှင်သည်ကပိလဝုတ်ပြီနေပြီတော်တို့ကြွတော်မူခြင်းကာရာတထောင်ပြေသစာစဉ်အပ်တော်ဝေတန္တရာဇတ်တော်ကြီးကိုဟောတော်မူခဲ့သည်ခမီးတော်သုတ်သောနာမင်းကြီးသည်လည်းမဟာသမဘာလာဇတ်တော်ကြီးကိုကြားနာရသည့်အနာဂံတည်ခဲ့သည်နောက်ခါအရဟတဖို့တည်သွားဗုဒ္ဓဘုရားရှင်သည်ကပိလဝုတ်ပြီတို့ကြွရောက်တော်မူ၍တရားဟောတော်မူသည့်ပြေမိတွေ့တော်ဂေါတမီသည်လည်းတောရပန်တည်ခဲ့သည်ရတောတရား ကိုအကြောင်းပြု၍စန္ဒကိဉ္စီဇက်တော်ကိုလည်းဘုရားဟောတော်မူခဲ့ညီတော်နန္ဒမင်းသားယဟန်ပြုဖြစ်သည်တားတော်ရာဟုလာကိုတာမဏိဘွားသို့ရောက်ရှိခဲ့သည်သဘောင်းလာပြင်းနေသည်ဘုရားအရှင်ပြည်တော်ဝင်ရန်စတင်ကြွလှန်တော်နေဖြစ်သည်ဖြစ်သူနေ့ကိုအကြောင်းပြု၍တာနာတော်၌ထူးခြားသောဖြစ်ရခြင်းများပေါ်ပေါက်ခဲ့သည်တို့ပြင်မဟာတက္ကိ တရာနဲ့၃ခုတပေါင်းလာပြီနေပုရုနေတွင်တကြားမင်းအောက်ကလာပမြင်းကြီးနဲ့တာပုတနဲ့ပါဠိကကုံတဲ့ညီနောင်တို့ဤကြီးမှု၍ဆွေတကုံစီတော်ကြီးအားတည်ထားခဲ့သည်ဟုတမိုင်းကဆိုပါရဲတပေါင်းလာကိုအကြောင်းပြု၍သာနာတော်နှင့်ထူးခြားသောမှတ်တမ်းကြီးမှပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်